တရေတစီတွေဝင်ဘူးကနေရင်ဆိုရတဲ့ဂါထာပြောပြပါအောင်ဖေယခဏခဏဖြစ်နေလို့ပါဖေယပြောပြပါအောင်ဖေယတဲ့မြတ်စွာဘုရားဂိစကုတ်တောင်မှာတရင်သုံးတော်မူနေစဉ်နမင်းကြီးလေးပါမြတ်စွာဘုရားထံရောက်လာပြီးတော့ဘုံတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားလောကမှာမြတ်စွာဘုရားကိုကြည်ညိုကြသောနတ်ယခဂန္ဓပတို့လည်းရှိသလိုမြတ်စွာဘုရားကိုမကြည်ညိုကြကုန်သော နတ်ယက္ခဂန္ဓပတို့သည်လည်းရှိပါတယ်ဗျာအဆိုပါမြတ်စွာဘုရားကိုမကြည်ညိုကြသောနတ်ယက္ခဂန္ဓပတို့သည်မြတ်စွာဘုရားအားကိုးကွယ်စည်းကပ်သည့်ဥပတကဥပတိကမတို့ကိုအနှောက်အယှက်ပေးကြပါသည်ဗျာထိုပုဂ္ဂိုလ်များအနှောက်အယှက်မပေးနိုင်အောင်အာဒါနာတိယတုတ်ကိုလျှောက်ထားပါမည်ဗျာတပည့်တော်တို့လျှောက်ထားသောအာဒါနာတိယတုတ်ကိုဟောကြားတော်မူ၍လူတို့အားရွတ်စေတော်မူပါဗျာဤအာရဏတိယသူကိုရွတ်တော်ပုဂ္ဂိုလ်တို့အား ဖိုးသွန်းသောနတ်ဂန္ဓပရခတို့မနှောက်ရနိုင်အောင်တတိတော်တို့ကကာကွယ်ဆောင်ရှောက်ပါမိဖရားလို့လျှောက်ထားပါတယ်။ဒါကြောင့်တရေတစီတွေဝင်ဘူးခံရပြီဆိုရင် အာဒါနာတိယတုတ်ကိုရွတ်ပါနော်။တရေတစီတွေက30တပုံဘယ်ပုံမှာပါပါတလဲဖရားတဲ့။တရေတစီတွေက အပယ်၄ပုံတည်းကပြိတာဘုံသားတွေဖြစ်ပါတယ်။လူတွေနဲ့ဘဝအကျိုးပေးမတူတဲ့အတွက်ပြိတာဘုံသားတွေလို့သာပြောလိုက်တာပါ။တကယ်တော့ ဖိတ်တာဘုံရယ်လို့တရားမရှိပါဘူးလူတွေနေတဲ့အရက်မှာပဲသူတို့ကနေကြတာပါဘဝအကျိုးပေးမတူတဲ့အတွက်ကြောင့်သာ သူတို့ကိုဖိတ်တာဘုံသားတွေလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်အရှင်ဖရာတပည့်တော်ပစ္စည်းခိုးတဲ့လူကိုသိနေပေမဲ့မမုန်းကျင်ပါဘူးတရားနဲ့ဘယ်လိုဖြေရမှာလဲဖရာတဲ့တခါတုန်းကလေဒီဆရာတော်ကြီးကအိမ်တအိမ်ကနေဆုံဖုံပေးပြီးပြန်အထွက်ဖနက်ချွတ်ထားတဲ့နေရာကိုကြည့်လိုက်တော့ဆရာတော်ကြီးရဲ့ဖနက်မတွေ့တော့ပါဘူး ဖဏက်ပြောင်းနေပါတယ်တခြားသောတန်ကာတွေကသူတို့ရဲ့ဖဏက်ကိုစီးပြီးအတီးပြီးပြန်ကြွသွားတော့လဲပဲဆရာတော်ကြီးကတော့သူဖဏက်ချွတ်ထားတဲ့နေရာလေးကိုမြေ့ကြည့်ပြီးမတက်ရက်နေပါတယ်ဆရာတော်ကြီးဖဏက်ပြောက်သွားတာကိုသိတဲ့တကာတယောက်ကဆရာတော်ကြီးထံရောက်လာပြီးဖဏက်ပြောက်သွားလို့စိတ်မကောင်းမဖြစ်ပါနဲ့ဖေဟာတတိတော်ဖဏက်အစ်စ်တရားလှူပါမယ်လို့ရှောက်ပါတယ်အဲ့ဒီအခါမှာဆရာတော်ကြီးက ဖက်နှက်ပြောက်သွားလို့စိတ်မကောင်းဖြစ်နေတာမဟုတ်ပါဘူးဘဝတစ်ခုမှာတုန်းကသူများဖက်နှက်ကိုခိုးခဲ့မိလို့ငါဖက်နှက်ပြန်ခိုးခံရတာပဲလို့တွေးမိပြီးရှက်နေတာပါလို့ပြန်မိန်ပါတယ်လောကမှာဘယ်အရာမှအကြောင်းမဲ့မဖြစ်ပါဘူးအကြောင်းကြောင့်အကျိုးဖြစ်တာပါမတ်ပိုင်ရှင်ရဲ့ပစ္စည်းအခိုးခံရတယ်ဆိုတာကမတ်ပိုင်ရှင်ဟာဘဝတစ်ခုမှာတုန်းကသူများပစ္စည်းကိုခိုးခံမိလို့ဖြစ်ပါလိမ့်မယ်ဘယ်လိုတရားနဲ့ဖြည့်သိမ်းရမလဲဆိုရင်ငါပစ္စည်းအခိုးခံရတယ်ဆိုတာဟာ ငါကဘဝတစ်ခုမှာတုန်းကသူများပစ္စည်းကိုခိုးကံပြီလို့ဖြစ်လိမ့်မယ်အခုငါပစ္စည်းကိုသူများခိုးပြီဆိုတော့ငါဝွေကြွေကြည်ပြီလို့နှလုံးသွင်းပြီးဖြေသိမ့်လိုက်ပါနော်အရှင်ဖယားတရားမင်းဖြစ်ဖို့အတွက်ဘယ်လို ကုသိုလ်မျိုးလုပ်ရတာလဲဖယားတဲ့ပဂါထာဝကတန်ယုတ်ပါဠိတော်မှာတရားမင်း ဖြစ်ကြောင်းတရားခုနှစ်ပါးဖော်ပြထားပါတယ်အဲ့ဒီခုနှစ်ပါးကဘာတွေလဲဆိုရင်၁အသက်ထက်ဆုံးမိဘနှစ်ပါးကိုပြုစုလှုပ်ကြွေးခြင်း နှစ်အသက်ထက်ဆုံးကြီးသူတို့ကိုယုံကြည်ခြင်း။သုံးအသက်ထက်ဆုံးတိမ်မွေသောစကားကို ပြောဆိုခြင်း။လေးအသက်ထက်ဆုံးကုန်းချောစကားကို မဆိုခြင်း။၅အသက်ထက်ဆုံးပေးကမ်းလှူဒန်းခြင်းဒါနကောင်းမှုကိုပြုခြင်း။၆အသက်ထက်ဆုံးမှန်သောတစ္ဆာစကားကိုပြောဆိုခြင်း။ခုနှစ်အသက်ထက်ဆုံးအမျက်ဒေါသမထွက်ခြင်း။အမြတ်ဒေါသထွက်တဲ့အခါမှာလည်းဒေါသကိုအလင်းမြန်သိမ်းဆီးနိုင်ခြင်းတို့ဖြစ်ပါတယ် ဒါဟာတရားမင်းဖြစ်ကြောင်းတရား9ပါးပဲဖြစ်ပါတယ်။အဲ့ဒီတရားမင်းဖြစ်ကြောင်းတရား9ပါးကိုကြင်ကြံမယ်ဆိုရင်တရားမင်းဖြစ်နိုင်ပါတယ်။အရှင်ဘုရားတည်ပြီးရင်နတ်ဖြစ်အောင်ဘာလို့ရလဲတပည့်တော်ကခရိယံပါရှင်းပြပါတဲ့။နတ်ဖြစ်ကြောင်းတရားတွေကမြောင်များစွာရှိတော်လဲပဲဓမ္မပဒပါဠိတော်မှာတော့နတ်ဖြစ်ကြောင်းတရားကိုတုံးချက်ဖော်ပြထားပါတယ်။အဲ့ဒီတုံးချက်ကဘာတွေလဲဆိုရင်တစ္ဆံပဏိမှန်သောစကားကိုပြောဆိုရမယ်တဲ့။ မှန်သောစကားကိုမပြောဘဲမူသားစကားပြောတဲ့ပုဂ္ဂိုလ်တွေဟာသူတို့မလုံရဲတာမရှိဘူးလို့ဆိုပါတယ်။နောက်ပြီးမူသားစကားပြောတဲ့ပုဂ္ဂိုလ်တွေဟာတည်တဲ့အခါမှာလည်းအပင်ငရဲသို့ကြာရောက်ရပါတယ်။ဒါကြောင့်မျက်ပြေရောက်ချင်တယ်၊မျက်ဖြစ်ချင်တယ်ဆိုရင်မှန်သောသစ္စာတကားကိုပြောဆိုရမှာဖြစ်ပါတယ်။နံပါတ်1နာကုတ်စီအမြတ်ဒေါသမထွက်ရဘူးတဲ့။ဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာအကောင်အဆိုးအကြောင်းကျိုးကိုမသိပါဘူး။ဒါအပြင်အဲ့ဒီဒေါသနဲ့တည်တဲ့အခါမှာလည်းပဲ အပင်ငရဲသို့ကြာရောက်ရပါတယ်။ဒါကြောင့်နှက်ပြေရောက်ခြင်းတဲ့နှက်ဖြစ်ခြင်းတဲ့ဆိုရင်ဒေါသကိုလည်းပယ်သက်ရမှာဖြစ်ပါတယ်။နံပါတ်3အပံပြီးဒစ္စာကောင်းခံလာပါကနည်းနည်းဖြစ်ဖြစ်တတ်နိုင်တဲ့လောက်ပေးလို့ရမယ်တဲ့။အလှူဒါနဟာချမ်းသာဒုက္ခကိုပေးပါတယ်။ဒါကြောင့်နှက်ပြေရောက်ခြင်းတဲ့ဆိုရင်တတ်နိုင်တဲ့လောက်အနည်းငယ်မျှပေးလို့ပါ။အဲ့ဒီသုံးချက်နဲ့ကြင်ကြံအားထုတ်မယ်ဆိုရင်နှက်ပြေရောက်နိုင်ပါတယ်။ဒီလိုပြောလို့တချို့က ဗုဒ္ဓဘာသာကိုယုံကြည်အောင်လို့ဗုဒ္ဓဘာသာရဲ့ဘက်ကနေပြောတယ်လို့ထင်ကြပါလိမ့်မယ်။အဲ့ဒီစကား၃ရက်ကိုတည်တည်ချာချာသုံးသပ်ကြည့်ပါ။ဗုဒ္ဓဘာသာကိုဆွဲဟောတဲ့အတိတ်ပဲတစ်ခုမှမပါပါဘူး။နော်။ဘာသာခြားပဲဖြစ်စေဗုဒ္ဓဘာသာဝင်ကပဲဖြစ်စေအဲ့ဒီအချက်၃ချက်ကို လိုက်နာမယ်ဆိုရင်အဲ့ရောအတုကရီကိုနားရောက်ရမှာဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်အခြားမိသည့်ဘာသာဝင်ပဲဖြစ်ဖြစ်ဒီအကျင့်တရား၃ချက်ကိုမလိုက်နာဘူးဆိုရင်တော့ နတ်ရွာသူဂရိကိုလာရောက်ရမှာမဟုတ်ပါဘူးเนาะနားလည်နိုင်ကြပါစေဆရာလင်းညို့တာယာကတော့ဘေဒင်ဆရာအစ်စ်ပါเนาะသူ့ကိုရောဘယ်လိုမြင်လဲဖရာတဲ့ဥစဉ်ကပုထုဇဉ်ယဟန်တပါဖြစ်ပါတယ်အဲ့ဒီလိုပုထုဇဉ်ယဟန်တပါဖြစ်တဲ့အတွက်မိမိရဲ့ပုထုဇဉ်အမြင်နဲ့ဖြေလိုက်မယ်ဆိုရင် အမှန်ဖြစ်ဖို့ထက်အမှားဖြစ်ဖို့ကပိုများပါတယ်ဒါကြောင့် ဦးစင်းရဲ့ပုထုဇဉ်အမြင်နဲ့မဖြေဘဲနဲ့မြတ်စွာဘုရားဤအမြင်နဲ့ပဲဖြေလိုက်ပါတယ်။တိလက်ခန္ဓာဝတ်တေဝိဇ္ဇာတုံးမှာမြတ်စွာဘုရားကဘေဒင်သည် အစာရေစာမရှိသောတောနဲ့ကြီးဟူ၍၎င်း၊ပျက်စီးရာပျက်စီးကြောင်းဟူ၍၎င်းဆိုအပ်ကုန်၏လို့ဟောကြားတော်မူထားပါတယ်။အဲ့ဒီဟောကြားချက်ကိုသုံးသပ်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားဤဘေဒင်ပေါ်အမြင်ဟာဘေဒင်ကို အလိုမရှိကြောင်း ဘေဒင်ကိုမှနှစ်သက်ကြောင်းတိတာထင်ရှားလာပါတယ်။ဥစဉ်လဲပဲဖျားရှင်ဤသားတော်တစ်ပါးဖြစ်တဲ့အတွက်ဖျားဟောနဲ့စန့်ကျင်တဲ့ဤဘေဒင်ပညာကိုဖျားရှင်ရဲ့အလိုတော်တိုင်းအလိုမရှိပါဘူးမှနှစ်သက်ပါဘူးနော်။အရှင်ဖျားငါးပါးသီလလုံယုံနဲ့သောတာပန်တည်နိုင်ပါလားဖျားမိန်ကြားတော်မူပါဖျားတဲ့။သောတာပန်တည်ဖို့အတွက်အင်္ဂါ၄ချက်ရှိပါတယ်။ အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်တတပုရိသတန်တိဝဖရာယဟန္တာအစရှိသောသူတော်ကောင်းတို့ကိုမိဝဲစည်းကပ်ခြင်းနှစ်တတ္ထမတာဝနံသူတော်ကောင်းတရားကို နာကြားခြင်း၃ယောနိတော်မနာတိကာရောတင့်လျော်သောအာဖြင့်နှလုံးသွင်းစင်ခြင်းခြင်းဟုဆိုအပ်သောယောနိတော်မနာတိကာရရှိခြင်း၄ဓမ္မာနုဓမ္မပတိပတိလောကုတ္တရာတရားအားလျော်စွာကျင့်ကြံအားထုတ်မှုရှိခြင်းတို့ဖြစ်ပါသည် အဲ့ဒီအင်းကလေးချက်နဲ့ညီမယ်ဆိုရင် သောတာပန်တည်နိုင်ပါတယ်အရှင်ဖရာနတ်ပြည်၆ထက်တွင်ဘယ်လိုပုဂ္ဂိုလ်တွေမနေပါသလဲဖရာတဲ့ဒီမေခွန်းလေးကမေးထတာ၂ရက်၃ရက်ဖြစ်နေပါပြီဦးဇင်းလဲအားလို့အခုမှပဲဖြေလိုက်တာပါနတ်ပြည်၆ထက်တွင်ဒါနမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူးသီလမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူးဒါနသီလရှိတဲ့ပုဂ္ဂိုလ်တွေသာလျှင်နေပါတယ် နတ်ပြည်ယောက်ျောင်းကလည်းအင်္ကာ၃ပါးရှိပါတယ်။နံပါတ်၁သစ္ဆံဖဏီမှန်သောစကားကို ပြောဆိုရမယ်။နံပါတ်၂နာကုတ်စီစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းမရှိရဘူး။နံပါတ်၃အပ္ပံပိဒိသတောင်းခံလာပါကနည်းနည်းဖြစ်ဖြစ်တက်နိုင်သလောက်ပေးကမ်းလှူဒန်းရမယ်တဲ့။အဲ့ဒီအင်္ကာ၃ချက်နဲ့ညီတဲ့သူတွေသာလျှင်နတ်ပြည်မှာနေရပါတယ်။အဲ့ဒီအင်္ကာ၃ချက်နဲ့မညီတဲ့သူတွေနတ်ပြည်မှာမနေဘူးလို့မှတ်ပါ။